အားလုံးမင်္ဂလာပါခင်ဗျာမေကန်မောင်ချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့12ရက်10လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအဖြင့်ကချင်းပြည်နယ်ဝိုင်းမော်မြို့နယ်ကစစ်သည်လေးနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးဖို့မေတ္တာရက်ခံပန်ကြားအပ်ပါတယ်ဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ စတရက်ဆယ်လ2025ရဲ့နေ့မှာတော့ကြင်မြင်းနယ်ဝိုင်းမော်မြို့နယ်လမြန်ကျေးရွာအနီးမှာအကြမ်းဖက်တောင်းကျမ်းသူများဖြစ်ကြတဲ့ KIA Black Brad အဖွဲ့များနဲ့ဝါရဇုတ်ပြည်သူစစ်အဖွဲ့တို့တိုက်တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိဘကထိခိုက်မှုဒဇုံတရာမရှိဘဲအကျိုးမြတ်ရလတ်နေရဖြင့်အကြမ်းဖက် KIA တောင်းကျမ်းသူ အလောင်း၃လောင်း RPG တလက် ဘုံပြစ်လောင်ချာတလက် PKN တရုတ်ဆက်လက်တလက်နဲ့ K25 တလက်တို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှမ်းမြောက်ဒေသကြောင်မဲသီဘောလန်းနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ7ရက်10လ2025ရက်နေ့မှာတော့ရှမ်းမြောက်ဒေသကြောင်မဲနဲ့သီဘောလန်းကျောင်းမှာရှိနေတဲ့ အကြမ်းဖက်တောင်းကျမ်းသူများဖြစ်ကြတဲ့ TNLA အဖွဲ့ကိုမြမတက်မတော်စစ်ကြောင်းများကသုတ်သင်ရှင်းလင်းချေမှုန်းနိုင်ခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာမိဘကဒီကိမ့်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလန့်အနေအားဖြင့်အကြမ်းဖက်တောင်းကျမ်းသူ TNLA အလောင်း၃လောင်းနဲ့လက်နက်ငယ်၃လက်တို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခမ။ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ မန္တလေးတိုင်းဒေသကြီးသပိတ်ချင်းနယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါရယ်ခင်ဗျာဆယ်ရက်ဆယ်လ2025ရက်နေ့မှာတော့မန္တလေးတိုင်းဒေသကြီးသပိတ်ချင်းမြို့နယ်ဝါမြူတောင်ကျေးရွာအနီးကိုမြမတက်မတော်နေမြေရှင်းလင်းတဲ့စစ်ကြောင်းများကဝင်ရောက်ရှင်းလင်းတဲ့အခါမှာအကြမ်းဖက်သောင်းကျဉ်သူများဖြစ်ကြတဲ့ဗရက်အပွဲနဲ့တိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ဖြစ်စဉ်တွင်မှမိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျုံးမြတ်ရလန့်နေရာဖြင့်အကျန်းဖတ်တောင်းညံသူဗရတ်နှလောင်းတိုင်း80တနက်တလန်တို့ကိုသိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခမဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့မြမတက်မတော်လေးရဲ့လေချောင်းကနေဘုံကျဲရှင်းလင်းလိုက်တဲ့သတင်းလေးပဲဖြစ်ပါတယ်ခမစနေရက်ဇန်လ2025ရက်နေ့ဒီနေ့မှာတော့တလင်းနိုင်တိုင်းဒေသကြီးထီကီတကူနယ်အတွင်းမှာ အကြမ်းဖက်တောင်းကျမ်းသူများဖြစ်ကြတဲ့ KNU များဂိတ်ဖွင့်ထားတဲ့တိခိတကူနေရာကိုမြမတက်မတော်လိန်နသားများကလေချောင်းကနေဘုံကျဲရှင်းလင်းသုတ်တင်လိုက်ပါတယ်ဒီလိုရှင်းလင်းလိုက်တဲ့အတွက်ကြောင့်အကြမ်းဖက်တောင်းကျမ်းသူအချို့တိခိုက်သေဆုံးခဲ့ကြပြီးတော့၎င်းတို့အခြေပြုရာအဆောက်အဦအချို့လည်းတိခိုက်ပျက်စီးမှုများရှိကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ ။ဖားစီတန်ဝေတဲ့ဂင်ဘီနယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ။စတရက်ဆယ်လ2025ရက်နေ့မှာတော့နဘူးတိုင်နယ်တွင်မှရှိနေတဲ့ဒီဘောဇန်ကွီမောင်တန်အဒီဒေသတွေမှာအကြမ်းဖက်တောင်းကျမ်းသူအချို့နဲ့ထိတွေ့မှု ဖြစ်ပွားပြီးတော့အကြမ်းဖက်တောင်းကျမ်းသူများဖြစ်ကြတဲ့ GNU Black ဗရက်အဖွဲ့များဟာကော်ရိုးရွာအနောက်ဘက်ကနေတကြားချောင်းဘက်သို့လူနာသေးယူနေကြောင်းနဲ့ထီကလေး ရွာသားများထံကနေကြားသိနေရပါတယ်ဒီအပြင်အကြမ်းမဲ့သောင်းကျန်းသူ KNU ဘလက်ဘရက်က KNL Black PC နေတဲ့ကလူနာတန်နေတယ်ဆိုတော့ PC အတချို့ကလည်းငပွေးဘရက်တို့ကိုလမ်းကြောင်းဖွင့်ပေးထားတဲ့သဘောဖြစ်နေပါတယ်မိဘလည်းထီပိုးဇန်ကော့ဖန်ယာကွီမောင်တန်မြဘရိုင်းနိုင်ကြေးရွာများကနေခွဲရန်ကြတနေ့လေး ထမင်းတုပ်400ကိုအကျမ်းမတောင်းကျမ်းသူများဖြစ်ကြတဲ့ငပွေးဗဒံများထံကိုပို့ပေးနေရကြောင်းရွာသားများရဲ့မကြင်မနဲ့ပြောဆိုသံတွေကိုလည်းကြမ်းသိနေရပါတယ်။ကျုံတော်ဝင်ဘက်မှာဖြစ်နေတဲ့ချောင်းပြားကော်ရီချိန်၃ဤစုကျုံပိုင်းနန်းခလောင်ရွာများမှာလည်းအခုဆိုရင်တော့စစ်ကြောစစ်ဘစ်စတန်တင်ငါစီသည့်ညက်ညက်ကြည်ခဲ့ရပြီးပါပြီ။အခုတပံကော်ကရိတ်မြို့နယ်နဘူးတိုက်နယ်အတွင်းကကြည်ရွာများဝန်းကျင်မှာ အကြမ်းမဲ့တောင်းရင်သူတွေဖြစ်တဲ့ KNU Black ဗရက်အဖွဲ့တွေအခြေပြုလှုပ်ရှားလာနေတာကြောင့်ကြေးရွာမှာရှိတဲ့ရွာခံပြည်သူများကတော့စပေးတိန်ရှောင်နေရပါတယ်အခုတပန်းတမတော်စစ်ကြောင်းများနဲ့ BGF Black မူလ DGBA စစ်ကြောင်းများကနဘူးတိုက်နယ်ခွင်အတွင်းကိုနေမြေရှင်းရင်းနဲ့လှုပ်ရှားစစ်ကြောင်းတွေဝင်လာတာကြောင့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာမှာကိုလည်းအများပြည်သူကစိုးရိမ်လျက်ရှိကြောင်းဒါအပြင်ယနေ့စနေနေ့မနက်9:45မိနစ်အချိန်ခန့်မှာတော့နောင်တပွဲရွာသစ်ကုန်းဘက်မှာတော့မိုင်းခွဲသံကြားရပြီးတော့ဒီမိုင်းခွဲရာဟာဗရန်လာနွားလာဆိုတာကတော့သူတို့ပဲသိမှာပါဒါပေမဲ့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကတော့ကိုယ်တိုင်မိုင်းရှင်းလင်းခဲ့ပြီးတော့အဲ့ဒီမိုင်းတွေကို ပြန်လဲထောင်ထားခဲ့တာ ဒီအကြမ်းဖက်တောင်းကျင်းသူတွေထိခိုက်ပုံရခဲ့ပါတယ်မူလ DKBA နဲ့မူလ BGS စစ်ကြောင်းတွေကလည်းအဲ့ဒီဘက်မှာရှိနေပါတယ်မနေ့ကတော့ငပွေးအင်အားလာဖြည့်တဲ့အင်အား200ခန့်ကိုလည်းကိုရိုးကမပြောငါလုံးပြောငါလုံးအဖွဲလက်ချက်နဲ့တော်တော်လေးတော်တော်လေးကို ဖွဲ့စည်းပုံပြတ်သွားခဲ့ပါတယ်ဒီပညာကိုစနစ်တကျအသုံးချလာနိုင်ခဲ့တဲ့ကျွန်တော်တို့တမ်မတော်ဘလန့် မူလ DKB မူလ BGS စစ်ကြောင်းများအတွက်ကတော့စစ်တိုက်ရတာအလွန်ကိုပြောစင်ရပါစစ်ပွဲတပွဲရဲ့အွန်လိုင်းမှုမှာပြည်သူပါဝင်မှုကလည်းရခိုင်နှုန်း90ဖြစ်ပါတယ်ပြည်သူတွေမပါဘဲနဲ့လက်စစ်မအောင်နိုင်ပါဘူးနိုင်တော့နိုင်မယ်ဒါပေမဲ့စခန်းပဲရတာအဖက်တင်ပြီးတော့နည်းမီမစိုးမိုးနိုင်ပဲရန်သူကဖြန့်ကျက်မြဲတာဖြန့်ကျက်နေမှာဖြစ်ပါတယ်ရန်သူကိုအမြင့်ပြတ်ချေမှုန်းနိုင်ဖို့ကပြည်သူတို့ရဲ့အားလိုပါတယ် ြည်သူတွေကိုယူဆိုင်အလေးထားတတ်ဖို့လဲလိုပါတယ်။တိုက်ပွဲအောင်မြင်ပြီးတော့နယ်မြေတင်သားတွေကိုစိုးမိုးနိုင်ဖို့ဆိုရမှာတပ်မတော်က90ရာခိုင်နှုန်းပြည်သူက90ရာခိုင်နှုန်းနှစ်ခုပေါင်းမှရာနှုန်းပြည့်အောင်မြင်မှာသာဖြစ်ပါတယ်။ငါကအမိန်ပေးစေခိုင်းသူ ဆိုတဲ့အတွေးဟာပြည်သူနဲ့တွေ့ရင်မြောင်းနေတာပြစ်ချခဲ့လိုက်တော့ပြည်သူကိုတွေ့ရင်မင်္ဂလာပါဆိုတဲ့အပြုံးနဲ့ကျူစွာနှုတ်ဆက်လိုက်ပါ။ တင်းတို့ရဲ့အပြုံးတဝင်းကပြည်သူရင်ထဲမှာအေးမြသွားစေသလိုအဲ့ဒီစကားလေးတစ်လုံးကလည်းပြည်သူတွေရင်ထဲကမေတ္တာစကားတွေကိုပြန်လဲသဲဆောင်လာပေးမှာပဲဖြစ်ပါတယ်ပြည်သူများရဲ့အပြုံးကလည်းအေးမြပါတယ်ပြည်သူဆိုရမှာဘလို့ပြည်သူကိုပဲဖြစ်ဖြစ်တပြင်းညီတာဆက်ဆံပါနှုတ်ချိုရှူရပါဆိုတာအလကားမဟုတ်ပါဘူးဘယ်သူဘလောက်ပဲမိုက်မိုက် လူမိုက်ကိုအောက်ကဝင်ပေါင်းရင် လူမိုက်ကလည်းကိုယ့်ကို ပြန်ပြီးတော့အကျိုးပြုလာမှသာဖြစ်ပါတယ်။အချိန်ကလူမိုက်လောကမှာတွင်ကျယ်နေချိန်တုန်းက မိုက်ပါတယ်ဆိုတဲ့သူတွေကို အောက်ကနေဝင်ပေါင်းလာတာ။သူတို့နေတဲ့ကိုယ့်အကူအညီလိုတယ်လို့ပြောလိုက် ချက်ချင်းကို ရောက်လာကြတာ။ကိုယ်တိုင်လူမိုက်တော့မလုပ်ခဲ့ဘူးပေါ့။လူမိုက်ကိုအဲ့လိုပေါင်းတယ်။လူမိုက်ဆိုရမှာ လူရန်ကမဟုတ်ပဲမဟုတ်မခံစိတ်တဲ့စာနာမှုအပြည့်ရှိတဲ့စိတ်တဲ့မိသားစုစိတ်တဲ့နဲ့ဆက်ဆံတတ်တဲ့စိတ်တဲ့ကိုအဘွဲ့ကိုနေမျိုးကို ထိလို့မခံနိုင်ပဲလက်တော့ပြန်တဲ့စိတ်တဲ့ဒီလိုစိတ်တဲ့ပိုင်ရှင်မျိုးကိုတော့လူမိုက်လို့အလွယ်ခေါ်ကြတာပါလူရန်ကဆိုတာကတော့စကားတကွန်းကိုဝိလဲကြောင်ပတ်လို့ပြီးသူမနိုင်တဲ့အချိန်မှာကြိတ်ခံပြီးသူမူးလိုက်ရင်တော့ဓာတ်ကြည့်អော်တဲ့လူရန်ကတွေကတော့လူအုပ်လိုက်ရင် ြေးကြတာအမိတောင်မမြင်ရအောင်ပါပဲဗျာဒါကြောင့်လူမိုက်တိုင်းကလူရန်ကမဟုတ်ကြသလိုလူရန်ကတိုင်းကလည်းလူမိုက်တော့မဖြစ်ကြပါဘူးဟိုတော့ကဘော်ရာတွေကဟိုရက်ကမသွားနဲ့ဒီရက်ကမသွားနဲ့ဘာလို့ညာလို့နဲ့တားကြတယ်ကိုကတော့တမ်းမရလျှောက်သွားတာပါပဲအိုဘရက်ကလူမိုက်အုံနဲ့လက်ဖေးဆိုင်အတူထိုင်နေတာတွေ့တော့ဘော်ရာတွေကမင်းဘလို့ပေါင်းသွားတာလဲဘာလဲနဲ့လာမေးကြတော့ကိုကလည်းပြောပြလိုက်ပါတယ် ငါဘာနဲ့မှမပေါင်းပါဘူးကွာလူလူချင်းပဲဒီလိုပဲပြောရင်းနဲ့ဟိုဘက်ရက်ကွက်နဲ့ဒီဘက်ရက်ကွက်ကိုငញ្ញံရေးလှုပ်ပေးခဲ့ရသေးတယ်ဗျအဲ့လိုမသွားနဲ့တားတဲ့နေရာကိုရောက်အောင်သွားပြီးအဲ့လိုနှစ်ဖက်ပြေးလည်အောင်လှုပ်ခဲ့တာဒါတွေကတချိန်ကနေမြေခွဲလူမိုက်တခစ်ပေါ့ဗျာကြံခဲ့ပါပြီလေလူတိုင်းကစဉ်းစားတွေးခေါ်တတ်တဲ့အများမကြည့်တဲ့ဒေါင်းကနေကြည့်တတ်ဖို့လိုပါတယ်အဲ့လိုမှမကြည့်ရရင်တော့လူရဲလို့မမြည်တော့ပဲ လူဆိုတာမျိုးဖြစ်တတ်လာပါတယ်ခင်ဗျာလူမိုက်တခင်မှာဘသူကိုမှလည်းအနိုင်မကျင့်မရိုက်ခဲ့သလိုကိုတိုင်လည်းလူမိုက်မလုတ်ခဲ့ပါဘူးကိုကိုလည်းဘယ်နေရာသွားသွားမသိသူက မရှိ အားလုံးကိုအဆင်ပြေနေရောဒါကြောင့်စစ်တိုက်ဖို့ရမှာပြည်သူတွေရဲ့လူသဘောလူမနှောကို ကိုက သိနေဖို့ကအရေးကြီးပါတယ်အခုကရင်ပြည်နယ်ကမိဘပြည်သူတွေကိုကြီးကြစမ်းမှသူတို့စစ်ဘေးစစ်ဒဏ်ခံခဲ့ရတဲ့နေရာတွေမှာအခုဆိုအကြမ်းဖက်တွေကိုအကုန်မောင်းထုတ်နေကြပါပြီ တို့နာခဲ့ကြရပြီလေဒီတန်တွေကိုတို့မခံစားနိုင်တော့ပါဘူးမခံစားနိုင်တော့ဘာဖြစ်လဲတက်မတော်နဲ့လက်တွဲလာပါပြီပြည်သူတွေပါဝင်လာတဲ့စစ်ပွဲကဘလောက်ပျော်ဖို့ကောင်းလိုက်သလဲအေးတခုပဲရှိပါတယ်ပြည်သူတွေညိုညင်မဲ့အရာတွေကိုတော့ရှောင်းပြည်သူအကျိုးကို ရှေ့ရှုနိုင်ဖို့ပဲမျှော်တွေးရင်ပြည်သူတွေပါလာရင် စစ်အောင်မီဆိုတဲ့အကြောင်းကို တင်ပြရင်းနဲ့အဆုံးသတ်တင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆန်ရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာမကွေးမြို့နယ်မှာနိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့တမတော်သားမိသားစုတွေအတွက်မြေခွက်ပေါ်ဆောင်ပေးမယ်ဆိုတဲ့သတင်းကအတော်လေးကြည်နူးစရာပါကိုရီးနိုင်ငံကရုရှားလိုဖွံ့ဖြိုးပြီးနိုင်ငံမဟုတ်တော့လဲစစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့သူတို့လောက်အခွင့်အရေးမပေးနိုင်ပါဘူး ါပေမဲ့လုံနိုင်တဲ့ဘောင်တွေကနေသူတို့ အနာကက်အတွက်သူတို့မိသားစုတွေအတွက်စေရနာပါမလေးကြိရှုပေးလိုက်ရင်ကိုတက်မတော်ကိုသွေးသစ်လောင်းလို့ရပါတယ်အဓိကကတိုင်းပြည်တောင်ပဲနှစ်ရှည်လာမြတောင်ထမ်းဆောင်ခဲ့ကြတဲ့သူတွေအနေနဲ့တပ်ပြပင်းစင်နားဖို့နီးလာတာနဲ့အမြနေစရာကြောချစရာမဖြစ်မနေလိုအပ်လာတာပါ Great Judy ကလည်းအခုခေတ်အရမြေခွက်40 60တောင်ဝယ်ဖို့မလွယ်လှပါဘူးအိမ်ဆောက်ဖို့ဆိုဝေးပေါ့အတန်ကြီးလို့အုံမေးမစွမ်းမှာဒီကရတဲ့ငွေနဲ့မြေခွက်ဝယ်အိမ်ဆောက်ထားတဲ့စာရင်လက်ရှိရနေတဲ့လမ်းစာတွေကနေရာဂိုင်းလုံးတစ်ခုစာလေးတင့်တင့်ယုံဖြတ်ပြီးတော့ EV ကားလေးတွေအရေးကြပုံစံမျိုးချပေးတာမျိုးမြေလို့မြေရည်တွေကနေအခုလိုအခမဲ့မြေခွက်တွေချပေးတာမျိုး တနိုင်ငံလုံးလှုပ်တဲ့တယ်လို့မြင်မိပါတယ် ရှစ်တီတွေရဲ့နောက်မှာမိသားစုတွေရှိပါတယ်ဒီမိသားစုတွေကိုနိုင်ငံတော်ကမျှဝေတာဝန်ယူပေးရင်ရှစ်တီတွေရဲ့ရပိုင်ခွင့်နဲ့အခွင့်အရေးကတခြားလက်နက်ကင်တွေထက်သာနေရင်စစ်မှုထမ်းကနောက်တစ်ချိန်ခေါင်းခေါက်ရွေးလို့ရမှာပါချင်းဝင်းမြစ်ထဲကတရက်ကိုသိန်း9000ရတယ်ဆိုတဲ့ရွှေဖောင်တွေရဲ့ single လက်ဗန်လာမှာ Starlink internet သုံးလို့အခွန်ကောက်တဲ့အပေါ်မကြီးမလဲဖြစ်ကြတဲ့ရုပ်သံတွေကိုကြည့်ရင် မေဦးတော်လန်ရေးဘာကြောင့်ကြာရှုံးရတာလဲဆိုတာအပြေထွက်ပြီလို့ထင်ပါတယ်။ပိုက်ဆံတောင်းတောင်းလဲရတဲ့ရေနံမြေပေါ်ကတရားမဝင် လက်ရက်တွင်းတွေတတ်ထုထွက်တဲ့နံမတူဘော်တွင်းလိုမျိုးဒေသတွေကဝေပုံညရတဲ့အကျိုးအမြတ်တွေရွှေထွက်တဲ့ချင်းတွင်းမြေမော်လိုက်ပင်လယ်ဘူးနဲ့ဗန်းမောက်ဒေသတွေဒါတွေကို ထိန်းချုပ်ဖို့ကြိုးစားနေရင်းကနေတော်လန်ရေးကရေလိုက်လွဲသွားခဲ့တာလို့ပြောလို့ရပါလိမ့်မယ်။ ီကနေ့အထိဒီနိုင်ငံမှာတက်မတော်အင်အားမကောင်းရင်တိုင်းပြည်ပျက်စီးလိမ့်မယ်ဆိုတဲ့အခြေခံသီအိုရီကအခုချိန်ထိရိုင်းနဲ့မသွားသေးပါဘူးလူမှုထောက်ခံပါတယ်ဆိုတဲ့အန်ယူဂျီကိုဘယ်အီအိုကမှ အကျိုးတူပူပေါင်းမယ်ဆိုတဲ့လေသံမျိုးအခုချိန်ထိထွက်မလာပါဘူးဒါကသူတို့ကြားမှာယုံကြည်မှုမရှိဘူးဆိုတာကို ပြပါတယ်တက်မတော်ပြိုကွဲလိုက်တာနဲ့ဒီနိုင်ငံမှာသူတလူငါတမိနဲ့စစ်ဖြစ်ကြမယ်ဆိုတာ ကြုံမှန်းကြည့်လို့ရပါတယ် EO တွေဆိုတာဟာလဲစစ်ပောင်ကျင်နေတာကိုအခွင့်ကောင်းယူပြီးအကျိုးအမြတ်တွေပေါ်ဖင်ခုထိုင်ကျင်လို့နင်မြေထက်ချဲ့တဲ့သဘောတရားထက်မပူပါဘူးဒါကြောင့်လဲ MBNCC လိုဖွဲ့ထားပြီးမဲ့နောက်ခံအကြောင်းတရားတွေမတူသလိုရီမှန်းချက်ချင်းလဲမတူလို့ရှမ်းမြောက်မှာဒုဆွဲဒါဆွဲရန်ဖြစ်နေကြတာပေါ့တကယ်တော့မဟာမိတ်ဆိုတာယာယီအခိုက်အတန့်သဘောမျိုးပါပဲ။ တကယ်တော့ဒီဒေါ်လာရေးကိုဥဆောင်ပါတယ်ဆိုတဲ့သူတွေကအစမြေပြင်မှာမရှိကြပါဘူးနိုင်ငံရခြားမှာတခြားနိုင်ငံသားခံယူပြီးတော့အိမ်ကြီးအိမ်ကောင်းနဲ့နေပြီး Zoom meeting ကနေကိုကဲကြတဲ့ဒေါ်လာရေးဟာဘလောက်တားရှည်ခံမလဲအခုလိုပြည်သူတွေကဝန်တို့ဝန်ဖို့ဖြစ်စေတဲ့ပြဿနာတွေတဖြည်းဖြည်းကြီးထွားလာတာနဲ့အမျှလေးနှစ်သားဟန်ဆောင်ခဲ့တဲ့ပြည်သူဘိုလ်ပြုအပေါ်ယံမျက်နှာဖုံးတွေလဲကွာကြဖို့များလာပါပြီ။ ကိုကျိုးအတ္တများတဲ့ဒေါ်လန်ရေးမရင်းဖြစ်စဉ်တွေနဲ့နာမည်ကြီးတဲ့ဒီတက်တွေရဲ့အပုံနဲ့ဟာဒီဒေါ်လန်ရေးမအောင်မြင်ခြင်းရဲ့အဓိကပြယုတ်တွေဖြစ်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့အများစိတ်ဝင်စားနေကြတဲ့နေရီကန်ရေဒါစကန်နဲ့ပတ်သက်တဲ့သတင်းလေးပဲဖြစ်ပါတယ်ခမညာ ဟုတ်ကဲ့မြမတက်မတော်လူမျိုးတက်ဘွက်ဝင်များနဲ့အကျန်းဖက်တောင်းကျန်းသူအဘွဲတို့နဲ့ရေကန်စခန်းမှာထိတွေ့တိုက်ပွဲဖြစ်နေတာကတော့အမှန်အကန်ဖြစ်ပါတယ်။ဒါပေမဲ့နဲ့ရေကန်ရေနာစခန်းနဲ့ပတ်သက်ပြီးတော့နဲ့ရေကန်ရေနာစခန်းကြာသွားတယ်မကြသွားဘူးဆိုတာကိုကျွန်တော်တို့အသေးချာမသိရှိသေးတဲ့အတွက်ကြောင့်တိတိကျကျမတင်ဆက်ပေးနိုင်သေးပါဘူး။ဒီနဲ့ရေကန်ရေနာစခန်းကိုမြမတက်မတော် တပ်ဖွဲ့ဝင်များကထိန်းချုပ်ထားသည်ပဲဖြစ်စေအကြမ်းဖက်တောင်းကျမ်းသူများဖြစ်ကြတဲ့ရန်သူအေအေလက်ထဲကိုကြားရောက်သွားသည်ပဲဖြစ်စေတိုက်ပွဲသတင်းကိုတော့ကျွန်တော်တို့တင်ဆက်ပေးမှာဖြစ်ကြောင်းလေးစားစွာဖြင့်အသိပေးတင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်တင်ဆက်ပေးနေတာကတော့နောက်ဆုံးနေရာဖြင့်ဆံမိုးတိဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့ငင်းကြီးနိုဘယ်ဆုဆိုတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာ ငင်းညာရဲ့နိုဘယ်ဆုကိုတန်ဖိုးထားကြပါတယ်။အဲ့ဒါကတော့အရင်တုန်းကပါ။အခုတော့ငင်းညာရဲ့နိုဘယ်ဆုက နိုင်ငံရေးကစားတဲ့အယုတ်တစ်ခုတည်းမပူတော့ပါဘူး။ငင်းညာရဲ့နိုဘယ်ဆုကို ထိုက်တန်တဲ့သူတွေကိုပေးတာမဟုတ်တော့ဘူး။စူရွေးချယ်တဲ့သူတွေသဘောကျတဲ့သူကိုပေးတာဖြစ်လာတာပါ။နိုဘယ်ဆုကိုကျွန်တော်တို့သဘောအတိုင်းပဲရွေးပါတယ်လို့ရွေးချယ်ရေးအဖွဲ့ရဲ့ပါတဲ့တယောက်အင်တာဗျူးမှာပြောခဲ့ပါတယ်။ ညဉ့်ဉဲရေးနိုဘယ်ဆုကညဉ့်ဉဲရေးအတွက်လှုပ်တဲ့သူစစ်မဖြစ်စေသူစစ်ကိုရက်စေသူကို ပေးတာလားဒီမိုကရေစီ အရေးလှုပ်တဲ့သူကို ပေးတာလားဆိုတာမာလာလာတို့အချိန်လောက်ကလေးကဒုရဖြစ်နေစေခဲ့ပါတယ်ဒီမိုကရေစီအရေးလှုပ်သူကိုပေးတာဆိုရင်ဒီမိုကရေစီ နိုဘယ်ဆုလို့နာမည်ပေးတင်ပါတယ်အခုအခုနှစ်မှာ နိုဘယ်ဆုပေးတာစစ်ပွဲ ခုနှစ်ပွဲကိုရပြီး ငြိမ်းချမ်းရေးရအောင် လုပ်တဲ့သူနဲ့ဒီမိုကရေစီအရေးလုပ်တဲ့သူမှာဒီမိုကရေစီ အရေးလုပ်တဲ့သူကငြိမ်းချမ်းရေးနိုဘယ်ဆုကိုရခဲ့ပါတယ်။ဟောအရင်နိုဘယ်ဆုတွေလည်းဒီမိုကရေစီအရေးလုပ်တဲ့သူ အများစုတွေပဲရခဲ့တာပါ။ရုရှားသမ္မတပူတင်ကလည်းနိုဘယ်ဆုပေးတာကိုဝေဖန်လိုက်ပြီးအမေရိကန်သမ္မတထရန့်ကထိုက်တန်တယ်လို့ပြောခဲ့ပါတယ်။တချို့ကထရန့်ကသူ့နိုင်ငံအတွက်ပဲလုပ်လို့နိုဘယ်ဆုနဲ့မထိုက်တန်ဘူးဆိုတဲ့သူတွေလည်းရှိပါတယ်။ အခုနိုဘယ်ဆုရသွားတဲ့ဗင်နီဇွဲလားကမာရီယာကော်ရီယာမာချာဒိုတယောက်ကတော့သူ့နိုင်ငံအတွက်အပြင်ဘယ်နိုင်ငံအတွက်လှုပ်ပေးသေးတာလဲရုရှားတောင်ဝန်ရှိတယောက်ပြောတာကဗင်နီဇွဲလားကိုအမေရိကန်ကရက်20ကြော်ကြာရေရက်နဲ့ဝိုင်းထားတာအာနာသိမ့်လို့ရောက်အောင်လို့ဆိုပြီးပြောခဲ့ပါတယ်နောက်ွယ်ကဓာတ်ဆိုင်ကို ကြည့်မယ်ဆိုရင် ဗင်နီဇွဲလားနိုင်ငံမှာလက်ရှိသမ္မတကိုအာဏာသိမ်းနိုင်ဖို့အတွက်အတိုက်အခံကနိုဘယ်ဆုပေးလိုက်တဲ့သဘောပါပဲ။နောက်ဆက်တွဲဆုတွေဗင်နီဇွဲလားကနိုဘယ်ဆုရှင်အများကြီးထက်ရပါလေဦးမယ်။ဒါမျိုးမြန်မာနိုင်ငံမှာကြုံခဲ့ဘူးပါတယ်။နောက်ပိုင်းခိုင်းတဲ့အတိုင်းဖြစ်မလာရင်ပေးထားတဲ့ဆုတွေပြန်ရုပ်သိမ်းကြတာပါပဲ။စစ်ဘဝများစွာကိုရပ်တန့်စေခဲ့တဲ့ထရန့်ကိုငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့မထိုက်တန်ဘူးဆိုပြီး စစ်ပွဲပေါင်းများစွာဖြစ်စီခဲ့ပြီးလူပေါင်းများစွာပျက်စီးစီခဲ့တဲ့အိုဘားမားကိုငြိမ်းချမ်းရေးနိုဘယ်ဆုပေးခဲ့တာစာသင်ရှင်လို့တနက်နေ့ပြစ်ခံရတဲ့မာလာလာကိုငြိမ်းချမ်းရေးနိုဘယ်ဆုပေးတာတွေကကြီးစင်အားကောင်းပါတယ်လက်ရှိအချိန်မှာတော့အစ္စရေးစစ်အပါအဝင်ဖြစ်လာတဲ့စစ်ပွဲတိုင်းကိုရပ်အောင်လုပ်ခဲ့တဲ့အမေရိကန်သမ္မတထရန့်ထက်ကမ္ဘာငြိမ်းချမ်းရေးရအောင်လုပ်ပေးနိုင်တဲ့သူ မရှိသေးပါဘူး ငင်းငင်းနိုဘယ်ဆုကနိုင်ငံရေးလက်နက်တစ်ခုဖြစ်လာလို့အထင်ကြီးစရာသိမရှိတော့ပါဘူး။ငင်းငင်းနိုဘယ်ဆုဆိုတာကိုရီနဲ့ဘာမှမဆိုင်ပါဘူး။ရည်စရာတွေဖြစ်နေလို့ရေးပြတာပါ။သို့ပေမဲ့နောက်နေ့ယူကရိန်းစစ်ရပ်ဖို့အနေထားရှိပါတယ်။အဲ့ဒီကိစ္စကိုပြပြီးထရန့်ကိုနော်ဝေးကငင်းငင်းနိုဘယ်ဆုပေးကောင်းပေးပါလိမ့်မယ်။ပေးခဲ့ရင်နိုဘယ်ဆုဆိုတာ နိုင်ငံရေးလက်နက်တစ်ခုတည်းမပို့ဘူးဆိုတာထင်ရှားသွားလိမ့်မယ်ဖြစ်ကြောင်းနဲ့နောက်နှစ်မှာစောင့်ကြည့်ရမှာဖြစ်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးဖို့မေတ္တာရက်ခံပန်ကြားအပ်ပါတယ်မိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာရိုင်းဆိုင်မှုမပါဝင်ရောက်ရေးသားအကြံပြုနိုင်ကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခန့်ပါပါ